လောဘနဲ့ဒေါသရဲ့အထိပ္ပယ်ကိုလူတိုင်းသိတော်တဲ့မောဟရဲ့အထိပ္ပယ်ကိုသိချနားမလည်ပဲရှိပါတယ်။ဒါကြောင့်မောဟရဲ့အထိပ္ပယ်ကိုလူတိုင်းနားလည်အောင်အရှင်ဘုရားရှင်းပြပြတော်မူပါ။မောဟဆိုတာကိုတွေးဝေတယ်လို့ဖမတွေကပြန်နေရှိတယ်။အင်္ဂလိပ်လိုတော့ delusion လို့ပြောတာ။တွေးဝေတယ်ဆိုတဲ့အထိပ္ပယ်ကသူကလှုပ်တဲ့နဲ့အလုံလားမလှုပ်တဲ့နဲ့အလုံလားလို့ဆုံးဖြတ်နိုင်စွာမရှိတာ။ကျမပြ။မသိတာ။ ဒီစကားပြောတဲ့သလားမပြောတဲ့ဘူးဆိုတာမသိဘူး။ကျမပါဗျာ။အဲ့ဒါကိုတွေးဝေတယ်လို့ခေါ်တာ။ကျမပါဗျာ။အမှန်မသိတာပေါ့နော်။ကျမပါဗျာ။တွေးဝေယုံနေမဟုတ်တော့ဘူး။လှုပ်တဲ့တာကိုမလှုပ်တဲ့ဘူးလို့အထင်လွဲတယ်။မလှုပ်တဲ့တာကြတော့လှုပ်တဲ့နယ်လို့အထင်လွဲသွားတယ်။ကျမပါဗျာ။အဲ့ဒီလိုမောဟဆိုတာမလှုပ်တဲ့အမှားတွေကိုလုံးပြီးစေတတ်တယ်။လှုပ်တဲ့အမှန်တရားကိုကြတော့ရှောင်ရှားပြီးတော့နေမိတယ်။အဲ့ဒီလိုလွဲမှားချွတ်ချော်မှုတွေဟာမောဟရဲ့တဘာဝပဲဖြစ်တယ်။လောကလူတွေဟာလေ ဒီအကောင်းဆိုးအကြောင်းကျိုးခွဲခြားမသိတာမောဟပဲကျမဗျာခုနလောဘလိုချင်တာဒေါသဟိုမုန်းတီးတာစိတ်ဆိုးတာကြောက်တာမောဟကြတော့ခုနလှုပ်တင်တာနဲ့မလှုပ်တင်တာပြောတင်တာနဲ့မပြောတင်တာအမှန်တရားကိုမသိတာကျမဗျာမသိသည့်အတွက်ကြောင့်မှမှယွင်းနေပြုလို့မိတယ်ကျမဗျာပြီးတဲ့အခါကျတော့မှပြဿနာတက်လာမှအမှားဖြစ်လာတာမျိုးဖြစ်လာကျမဗျာအဲ့ဒါမောဟရဲ့အထိပ္ပယ်ပဲပေါ့နော်ကျမဗျာဒါဆိုမောဟ တွေ့ရတာတခုလည်းမဟုတ်ပဲねမလုံတဲ့နာကိုလုံမိတာလုံတဲ့နာကိုမလုံမိလုံမိသည်ထိအောင်သူ့ရဲ့ဟိုရင်းကအကျိုးတက်ရောက်မှုရှိတယ်ကျေးမပါဟုတ်ကျေးမပါကိုယ့်ကာဖြစ်စီတယ်ကျေးမပါလူတယောက်ကိုကျေးမပါဒေါသကြောင့်ကိုယ့်ကာဖြစ်တာတော့ဟိုလူတိုင်းသိတယ်လေအရှက်တကွဲအကျိုးနဲ့မပြောသင့်တဲ့စကားတွေပြောတာအဲ့ဒါဒေါသကျေးမပါလောဘကြီးလို့အပြစ်တင်ခံရတယ်လောဘကြောင့်အရှက်တကွဲအကျိုးနဲ့ရောက်တာသိတာ မောဟရဲ့အဆက်တကွဲအချိုးနှဲကအမားတွေလို့လို့ဟာသလုတ်တဲ့သူတေယုတ်ဆောင်နေလို့ပေါ့အလုံးဟာလွယ်လွယ်မမားတွေအကုန်လို့တင်ပါဗျာအဲ့လိုဆိုလို့နောက်ထပ်မိကုံးကတော့ဥယျာဉ်မင်းထိုက်ရဲ့မိကုံးမင်းဖြစ်ပါတယ်သူကဝိပဿနာစောက်တုတ်ကိုဖတ်ဖူးပါတယ်အဲ့ဒီထဲမှာဓာကြီးလေးပါးရဲ့သူညတဖြစ်ပုံကိုအတိအကျမဟုတ်ပြီနဲ့ဒီလိုမျိုးအထိပ္ပယ်မျိုးဖွဲ့ဆိုထားပါတယ်ပထဝီတေဇောအာဘောဝါယောဓာတ်တို့ဟာအချင်းချင်း အမိသဟဲပြုနေရဖြစ်ပြီးတခုမရှိလို့ရှင်လဲဂျန်သုံးခုကမရှိနိုင်ပါစိတ်ကူးနဲ့ပထဝီတေဇောအာဘောဓာတ်သုံးခုကိုဖဲထုတ်လိုက်ရင်ဂျန်နဲ့ဝါယောဓာတ်ကလည်းမရှိနေနိုင်ဘူးလို့တွေးနိုင်ပါတယ်အပြန်လန်အားဖြင့်ဂျန်ဓာတ်တွေဟာလည်းထုံဒီတိုင်းသူတို့ရဲ့သူညာဖြစ်ပုံကိုစင်ကျင်နိုင်ကြောင်းဖတ်ရှုပါတယ်ထိုစာအုပ်ကအတိတ်ပဲဖွင့်ဆိုပုံဟာနာဂဇုနာအစာလုံးပေါင်းလဲမှားနိုင်ပါရှင်ဗျာအဲ့ဒီနာဂဇုနာရဲ့တုံညာကိုပြောတာမျိုး ਨੇ စင်တူလိုဖြစ်နေပါတယ် all are md ဆိုလို့ရှိရင်အနှိမ့်စာကို ရှုစရာမရှိတော့ဘာမှမရှိတော့လို့ဘာမှမလုပ်စရာကြံတော့တဲ့အတွက်အဲ့လိုမျိုးယူဆတာကိုမှားတယ်လို့ယူဆလို့ရပါလားအကေမိကုန်းအနေနဲ့လိုအပ်ချက်ရှိလို့ရှင်အရှင်ပြဖြည့်ဆွတ်ပြီးတော့ဟောကြားတော်မူပါဟွန်းသူမိကုန်းကိုဘုံဖတ်ကြည့်လိုက်မယ်နော်ကျေးဇူးပါပထဝီတေဇောအဘောဝါယောဓာတုကအချင်းချင်းအမိတဟေပြုတ်နေကြတာဖြစ်ပြီးဓမ္မန်နဲ့ဓမ္မဖျာတကြည်လေးပါဟာအပြန်အလှန်အမိပြုတ်နေတာဓမ္မဖျာတစ်ခုနဲ့တစ်ခု ဘယ်တော့မှခွဲလို့မရအောင်တို့ဟာပြန်လာမိတယ်မှာ indivisible လို့ခေါ်တယ်တယ်မှာခင်အဝိနေဘောကပေါ့ခွဲခြားထားလို့မရဘူးခွဲလိုက်ရင်လဲ quality h2 ကိုလို့ပေါ့တယ်မှာခင် h2 ကိုဆိုရဲဒီဓာတ်သုံးခုကိုခွဲလိုက်မယ်ဆိုရင်ရေဆိုတာမဖြစ်နိုင်တော့ဘူးပေါ့နော်တယ်မှာခင်ဖျားဟောတဲ့ထဲမှာတော့ဒီထဲမှာအဆင်းရဲ့အနံ့ရဲ့အရသာရဲ့ဩဇာတရဲ့ဆိုပြီးတော့၄ခုထပ်ပေါင်းလိုက်လို့ရှိရင်ရုပ်ရှိခုကခွဲခြားလို့မရတဲ့ indivisible ခွဲလိုက်ရင် quality မရှိတော့ပြောလို့မခေါ်နိုင်တော့ခွဲလို့မရဘူးဆိုအဲ့ဒီသဘောပြောတာနော်ပြ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 သွားပြီပေါ့နော်ပထဝီအာဘောတေဇောဝါယောဆိုတဲ့ဓာတ်တွေဟာအချင်းချင်းအမိပြုတ်ပြီးတော့နေတာတခုမရှိရင်ကြံသုံးခုလည်းမရှိနိုင်ဘူးဆိုတာတမန်နဲ့ခွဲလို့မရဘူးလို့ဆိုလိုတယ်ပေါ့နော်စိတ်ကူးညာနဲ့ပထဝီတေဇောအာဘောဓာတ်သုံးခုကိုဖယ်ထုတ်လိုက်ရင်ကြံတဲ့ဝါယောဓာတ်ဟာမရှိနေနိုင်ဘူးလို့တွေးနိုင်ပါတယ် စိတ်ကူးညံနဲ့ဖယ်ထုတ်တယ်ဆိုတာတော့ဖယ်ထုတ်လို့ရတဲ့ဟာမဟုတ်ဘူးပေါ့သူစိတ်แท้တယ်ဖယ်ဖယ်ထုတ်တာဖြစ်နေတယ်ပေါ့နော်ဒီပထဝီတေဇောအဘောပဲရှိတယ်ဝါရဒမရှိနိုင်ဘူးလို့တွေးနိုင်ပါတယ်ဆိုတာဒါကတော့မရှိဘူးလို့တွေးရင်သူမမြင်တာပဲဖြစ်မယ်တမပါဗျာစိတ်ကူးညံနဲ့ဖယ်ထုတ်တယ်ဆိုတာဥမာပထဝီကိုရှုကျင်ရှုလို့ရမယ်တေဇောကိုရှုကျင်ရှုလို့ရမယ်အဘောကိုရှုကျင်ရှုလို့ရမယ်ဝါရောကိုရှုကျင်ရှုမယ်တခုချင်းပဲစိတ်ကရှုလို့ရတာပေါ့နော် တခုချင်းပဲရှုလို့ရတယ်ပထဝီရှုနေတဲ့အချိန်မှာတေဇောအာဘောဝါရောရှုလို့ရမှာမဟုတ်ဘူးတမပါဘာလို့လဲဆိုတခုကိုအာယုံပြုရင်နောက်တခုကအာယုံပြုလို့မရဘူးလေတမပါဖဘုံဥပဝါတခုပြပြမယ်ဆိုရင်ဒီဓာကြီးလေးပါးရဲ့သဘောတခုကပထဝီဆိုတာအတုံးခဲဖြစ်လာတဲ့ဟာကိုပြောဥပမာပေါမုံတုံးလေးပေါမုံတုံးလေးကငကိုယ်တုံးကချုံမှုန့်အမှုန့်လေးတွေတမပါအဲ့ဒီအမှုန့်လေးတွေကလည်းပဲအတုံးခဲလေးတွေပဲအဲ့ဒါကပထဝီ အဘောဆိုတဲ့ရေတန်းနဲ့ဆူစီလိုက်တဲ့အခါကျတော့အတုံးခဲကြီးဖြစ်လာတယ်။အဲ့ဒါအဘောဆူစီပေးထားတဲ့အဘောအတုံးလေးဖြစ်လာ။အဲ့ဒီမှာတေဇောကတေဇောကြောင့်မဟုတ်လို့သူကအပူအေးကြောင့်မားလာတယ်။အဲ့ဒီလိုသရံတစ်ခုကိုမားလာစေတာ တေဇော။တမပါ။အဲ့ဒီသရံတစ်ခုမပြတ်အောင်တွန်းကန်ထားပေးတဲ့ဟာကရှိတ်ရှိတ်ဖော်ထားတာမဟုတ်ဥမာမဲ့ဖန်ခွဲဆိုလို့သူရှိတ်နဲ့သူရှိတယ်။တမပါ။အလုံးကယုတ်တရားတွေကပုံစံပေါ်နေတယ်။တမပါ။ အဲ့လိုပုံစံပေါ်နေအောင်ဖြစ်နေတာဝါရော့ရဲ့တွန်းအားနဲ့ဆွဲအားတမပါဗျာတွန်းတာနဲ့ဆွဲတာအာဘောကြတော့သူကဖွဲ့စည်းတာနဲ့ယူစည်းတာစုစည်းတာလဲအာဘောပဲယူစည်းတာလဲအာဘောတေဇောကြတော့ပူမှုအေးမှုပထဝီဆိုတာအတုံးခဲဖြစ်မှုပထဝီဆိုတဲ့အတုံးခဲကိုအာဘောကစုစည်းပေးလိုက်တဲ့အခါတုံးခဲကြီးလာတယ်အဲ့ဒါကိုမအောင်တေဇောချောင်မလို့မာရာပြောတာဖြစ်တယ် နောက်တစ်ခါဝါရောကြောင့်လို့ဒီပုံစံရှိတ်ဖြစ်နေတယ်တမပါအဲ့တော့အဲ့ဒီသုံးလေးခုဟာအလုံးအပေါင်းနေတာပေါင်းတဲ့ထဲမှာပထဝီဓာတ်ကိုရှုနေတဲ့အချိန်မှာတေဇောအာဘောဝါရောရှုလို့မရသေးဘူးတမပါတစ်ခုစီပဲရှုတာပါနော်တစ်ခုစီပဲရှုတယ်သူအသိဉာဏ်နဲ့ဆိုရင်ဖယ်ထုတ်လိုက်တယ်ဆိုတာဉာဏ်နဲ့ဖယ်ထုတ်တာကိုပြောတာတမပါဗျာသူပြောတာအဲ့ဒါဉာဏ်နဲ့ဝါရောဓာတ်မရှိနိုင်ဘူးလို့ မရှိဘူးဆိုတာတော့မဟုတ်ဘူးမသိဘူးဆိုတာသာပြောလို့ရမှန်ပါဗျမှန်ပါရှိတာတော့ရှိနေမှာပဲလေကိုကအာယုံမပြူဘူးလို့သာပြောလို့ရတယ်တင်ပါတင်ပါအပြန်လာအားဖြင့်ကြံတက်တွေဟာလည်းပဲထိုနည်းတိုင်းပဲသူတို့တွေရဲ့တုံညာဖြစ်ပုံကိုတုံညာဆိုတဲ့သဘောကအပြန်လာမိနေသည့်အတွက်ကြောင့်ပထဝီမရှိရင်တည်ဆုံးသွားရောမရှိနိုင်ဘူးတင်ပါဗျာ နော်တခုမရှိရင်ကျန်းတာမရှိနိုင်ဘူးဆိုတာဒါအတမမှန်တယ်အကြောင်းမရှိရင်အကျိုးမရှိနိုင်ဘူးအကြောင်းနဲ့အကျိုးဟာပြန်လန်မိနေတယ်ဆိုတဲ့သဘောကိုပြောတာတမပါဗျာအဲ့ဒါကသူကဒီနာဂသုနာဆိုတာကအိန္ဒိယကမာယာနာဘုံကြီးတပါပေါ့သူရဲ့အတွေ့အခေါ်ကမှန်တယ် aura empty တုံညာလို့သူကပြောတယ်သူပြောတဲ့တုံညာဟာဥပမာပါတစ်ခုပြောတော့ဆိုရင်အဖေနဲ့သား အဖေမရှိရင်ตาမရှိဘူးตาမရှိရင်အဖေတို့ဘာလို့တစ်ခုနဲ့တစ်ခု ထောက်ဆခေါ်တဲ့သဘောကိုပြောတာပထဝီမရှိဘူးဆိုရင်တေဇောအဘောဝါရောလည်းမရှိနိုင်ဘူးဘာလို့လို့ဆိုရင်ဒါတွေကအချင်းချင်းပြန်လာမိတွေ့ပြီးထောက်ဆပြီးခေါ်တာအဖေရှိလို့ตาလို့ခေါ်လို့ရတယ်ตาရှိလို့အဖေလို့ခေါ်လို့ရတယ်ပေါ့ဒီအမည်နှစ်ခုဟာအပြန်လန်ထောက်ဆတာဖြစ်တော့ကြောင့်သူကတုံညာလို့ပြောတယ်ကျမဗျာဒါကနာဂါဆုနရဲ့တုံညာကအကြောင်းရှိလို့အကျိုးရှိတယ်ဥပမာမဲ့အဝိဇ္ဇာပစ္စယသင်္ခါရဆိုတဲ့ပြိဿသောဥပမာ အဝိဇ္ဇာရှိလို့သင်္ခါရရှိတယ်သင်္ခါရရှိလို့လည်းအဝိဇ္ဇာရှိရတယ်ဆိုပြီးတော့အကြောင်းအကျိုးပြန်လာအဖေနဲ့သားလို့အဲတခုဖယ်လိုက်ရင်ကျန်တာယက်တိနိုင်တာမရှိတော့ကြောင်းသူကတုံညလို့ပြောတယ်တမပါဗျာသူတုံညကဒိုင်အလက်တစ်ညှဉ်းဆုပ်ခြင်းနဲ့ဖော်ထုတ်တဲ့တုံညတမပါဗျာဒိုင်အလက်တစ်ဆိုလေးခုညင်းတာသူကတမပါဗျာလေးခုညင်းပြီးတော့သူအဖြေထုတ်လာဆိုမှအဖြေမထုတ်ဘူးတမပါဗျာမြတ်စွာဘုရားဟောတဲ့တုံညနဲ့လုံအောင်ကွာခြားတယ်တမပါဗျာ မဟာယာနခိုင်းနေရဒီနာဂဆုနာရဲ့တုံညာကိုယူတယ်ဖုံဖုံကိုရီးယားသွားတော့ကအဲကိုရီးယားဖုံကြီးတွေကိုတုံညာအကြောင်းပြောပြဘူးသူတို့တုံညာသူမေးတော့ဘုရားဟောတဲ့တုံညာနဲ့တူသလားမတူဘူးလားဆိုတော့ဖုံကမတူဘူးနာဂဆုနာရဲ့တုံညာကရှုထောင့်တစ်ခုကပြောတာတမန်ပြသူကအပြန်လမ်းမိတင်းနေမှုဟာတစ်ခုဖယ်လိုက်ရင်ကျန်တာမဖြစ်ဘူးဆိုတဲ့တုံညာလို့တမန်ပြ ရသော်ဗျာဟောတဲ့၃ညကအဲ့လိုမဟုတ်ဘူးလို့တမန်ဗျာဆိုတော့ဖုံးဖို့နှုတ်မှာရှုံးနေတာနှစ်ခုရှိတယ်နော်တမန်တမန်ဗျာပြန်လာနှစ်ခုရှိတယ်တမန်ဗျာနာဂသုနာရဲ့၃ညအရရုပ်ရှိလို့နာန်ရှိတယ်နာန်ရှိလို့ရုပ်ရှိတယ်တစ်ခုဖယ်လိုက်ရင်ကျန်တာမရှိနိုင်ဘူးဆိုတဲ့၃ညရသော်ဗျာဟောတဲ့၃ညကအဲ့လိုမျိုးမဟုတ်ဘူးတမန်ဗျာရှုံးနံကရှိတယ်အဲ့ဒီရုံနံထဲမှာငါဆိုတဲ့အတ္တမရှိဘူးငါဟာဆိုတဲ့ ပိုင်ဆိုင်တဲ့အရာမရှိဘူး။ဖြုံးနာမဲ့ရှိတယ်သူဒီလိုပြောလို့လား။ဒီမှာဗျာ။မြတ်စွာဘုရားကသူတို့ကြံစားတဲ့အတ္တဆိုတဲ့ခိုင်မာတဲ့အရာလေးတခုဒီမှာမရှိဘူးလို့ဆိုလို့တယ်။ဒီမှာဗျာ။ဖြုံးနာယုံနာတက်တက်ဖြစ်ရှိတယ်။ဒါမြတ်စွာဘုရားရဲ့အုံညာ။ဒီမှာဟုတ်။ဒီတရားရှုတဲ့အခါမှာမြတ်စွာဘုရားဟောတဲ့အတိုင်းပဲရှုရ။ဒီမှာဗျာ။မြတ်စွာဘုရားဟောတဲ့အတိုင်းပဲရှုရ။သူပြောတဲ့တုံညာဆိုတာက ဟိုအနတ္တသဘောကိုပေါ်လွင်အောင်မှပြောတာတမပါရှုเสียမရှိတော့ဘူးဘာမှမရှိတော့ဘူးဘာမှလှုပ်เสียမကြံတော့တဲ့အတွက်အဲ့လိုယူဆတာဆိုရင်တော့ဒါမှားတယ်တမပါမာရှုစရာမရှိတာမဟုတ်ရှိတယ်တမပါဗျာမားနေတဲ့အမားတစ်ခုကိုပဲဖွဲ့ထုတ်တာဖြစ်တယ်တမပါဥပမာဖုံဖုံပြပြမယ်တမပါဗျာအိမ်တဲ့အိမ်တမပါဗျာအိမ်ကြီးကရှိနေတယ်တမပါဗျာအဲ့ဒီအိမ်ကြီးကိုအထက်ထဲမှာလူမရှိရင် လူမရှိတဲ့အိမ်လို့ခေါ်လို့ရတယ်တမပါဗျာလူမရှိတာကိုသာပြောတာအိမ်မရှိတာကိုပြောတာမဟုတ်မှန်ပါဗျာအခုလည်းပဲယုံနဲ့နံဆိုတာရှိစရာရှိတယ်အဲယုံနဲ့နဲ့မှာအတ္တမရှိတာကိုပြောတာမှန်ပါနားလိုက်ပါဗျာနော်အဲ့ဒီသဘောကိုဆုံးလို့တယ်သူ့အားဆိုရင်တော့ဘာမှရှိစရာမရှိတဲ့ပုံစံမဟုတ်သူကနားလဲဖို့ပြောတာနာနာအော်လားအင်ဒီဆိုတာတခုဖယ်လိုက်ရင်ကျန်တဲ့မရတည်နိုင်ဘူးဆိုတဲ့အတိတ်ကိုနာဂချူနာပြောတာတမပါဗျာတမပါဗျာနော်သူ့သူ့ရဲ့တုံညာသဘောကတမျိုးတမပါဗျာ dialectic လို့ခေါ်တယ်သူကတမပါဗျာ အလုံးဟာတုံညာဖြစ်နေပုံကိုသူကသူရှူတော့တမျိုးကတင်တာသူကဖုံးလည်းတင်မှုတဲ့အဲ့နာဂသူနာရဲ့မတ္တယာမိကကာရိကလို့ခေါ်တယ်တမပါဘုရားတင်ဆိုအကုန်လုံးတော့တင်မှုရတော့မဟုတ်ဘူးဖုံးတို့ chapter နှစ်ခုလောက်သူအကြောင်းကျိုးဆင်ရင်တာသူပြောတာလေးကိုသဘောကျသဘောနဲ့ပြောမှဆိုသူကအလုံးကိုညင်းဆိုလိုက်တာတမပါညင်းဆိုလိုက်ပြီးအမှန်တရားကိုရှားတယ်လို့သူပြောတယ်တမပါဘုရားဒါလောကကြီးကတကယ်ကတော့တစ်ခုနဲ့တစ်ခုဆက်တစ်ခုနဲ့တစ်ခုမိတင်းနေတာဖြစ်လို့ တခုပဲလိုက်ရင်ကျန်တာမရှိတော့ဘူးဆိုတာဒီသဘောကိုသူပြောတာတမပါဗျာဒါဆိုမြတ်စွာဘုရားရဲ့တုံညာကြတော့ရုံနဲ့နဲ့နဲ့ရှိရဲ့အဲ့ဒီထဲမှာအတ္တမရှိဘူးပဲအတ္တမရှိဘူးပြောတာတမပါဗျာတမပါဗျာအနုဘုဆိုလို့ရှိရင်ဘာမှမရှိရင်ဘာမှရှုစရာမလိုဘူးဆိုတာဖြစ်သွားနိုင်တယ်ပေါ့နော်တမပါဗျာတမပါဗျာနောက်မိကုန်းတခုကတော့ဗုဒ္ဓဂုံတော်ရဲ့အနိဋ္ဌိဘယ်ကိုရှင်းပြပြီးတော့မှာရှင်းပြဗုဒ္ဓဆိုတာသူက ကိုယ်တိုင်လည်းသစ္စာလေးပါးကိုသိတယ်သူများကလည်းသိအောင်ဟောပြောနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဖွင့်ဆိုတယ်ဗုဒ္ဓဆိုတာမန္တရားကိုသိသူလို့အဓိပ္ပာယ်ရတယ်မှန်ပါဗျာတနည်းအားဖြင့်ဒုရီဟာအိမ်မောကြတာနဲ့တူတူပဲအမှန်တရားကိုမသိရင်အမှန်တရားနဲ့ပတ်သက်လာရင်ဒုရီဟာအိမ်မောကြနေတယ်အိမ်မောကြနေတဲ့ဒုသားတွေထဲမှာပထမဆုံးနိုးထလာသူဆိုတဲ့အဓိပ္ပာယ်နဲ့ဘုဒ္ောကိုလေနိုးသူဆိုတဲ့အဓိပ္ပာယ်နဲ့အဓိပ္ပာယ်ရတယ်မန္တရားကိုသိလို့ တတ္တလောကကြီးတစ်ခုလုံးကိုလှုပ်နှိုးလိုက်သလိုအမှန်တရားကိုသိလာတယ်။အမှန်တရားကိုသိရှိလာတယ်။သစ္စာလေးပါးဆိုအမှန်တရားကိုသိရှိလာတယ်။ကိုယ်တိုင်သိရှိပြီးတရားလေးကိုသိအောင်ဟောပြောပေးနိုင်တဲ့ဆိုင်သတိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မျိုးကိုဗုဒ္ဓလို့ခေါ်တယ်နော်မှန်ပါဗျာ။သူရာမီရယမြစ္ဆပမာဒဌာနရဲ့အဓိပ္ပာယ်ကိုရှင်းပြရမှာမူပါ။နောက်တစ်ခုကကြတော့သိအယံမမသိပဲတောက်မိခဲ့လို့ရှင်ရောအိုက်ကန်ထိုက်ပါလားရှင်ဗျာ။ သူရမေရမစ္ဆပမထဌာနဆိုတာသူရဆိုတာရှိကတော့စိတ်နဲ့အရဲ့ရဲ့ချက်တဲ့အရဲ့ရဲ့နှစ်ခုရှိတယ်။သူကစိတ်ထားလို့ရှိရင်လည်းကြားရှိဘူးလာတဲ့ဟာရှိတယ်ပေါ့နော်။ချက်တဲ့ရဲ့လည်းနှစ်ခုရှိတယ်။ရှိခေကသူရနဲ့မေရနှစ်ခုဒီကထားပြီးတော့မစ္ဆဆိုတာဒီအရေးကရှင်မှုစေတတ်တယ်။ရှင်မှုတယ်ဆိုတာဘာတော့ဆိုလို့ရှိရင်မှန်တက်လာတယ်လို့ပြောတာ မှန်တက်လာတဲ့အမှန်မသိတော့ခုပမာဏအတိုင်းတာမသိဘူးပမာဒဌာနဆိုတာအကောင်းနဲ့လို့ဖို့အတွက်မေးလျော့သွားတယ်သူကလူကြီးတွေယူတရားမှာတော့ကုသိုလ်ကောင်းမှုလောမှာတော့ဒါတွေမေးလျော့သွားတာဌာနဆိုတာအကြောင်းအဲ့တော့ဆိုလိုတာလူတယောက်ဟာကောင်းတဲ့စိတ်နေသဘောထားတွေပျက်စီးသွားစေတတ်တဲ့မူရစ်တဲ့အရာဟာပမာဒဌာနပဲနော် မူရစ်သွားလို့ရှိရင်အဲ့ဒါမတော့ဖဲနဲ့မူရစ်ထားလည်းရှိသေးတယ်လေမန်တက်နေတဲ့အခါလည်းမူရစ်တယ်ပဆန်ချမ်းသာတဲ့အခါလည်းမူရစ်တယ်အရွယ်ငယ်တဲ့အခါမှလည်းမူရစ်တတ်တယ်ပညာတတ်လာလို့ရှိရင်လည်းမူရစ်တတ်တယ်အဲ့ဒါတွေကဒီထဲမှာပါတယ်မူရစ်မှုလို့မထာလို့ခေါ်တယ်သူလူငယ်လူရွယ်တွေမှာကျတော့ယောပနမထာလို့ခေါ်တယ်ငယ်တဲ့ခုငယ်တဲ့မှန်ပေါ့နော်နောက်ချမ်းသာလို့ရှိရင်လည်းအာရောချမထာလို့ခေါ်တယ် အသက်ရှိနေတဲ့ရှင်နေတဲ့ပုဂ္ဂိုလ်ရဲ့ဇီဝိတမထာဆိုတာဒါမသိဘူးဆိုတဲ့မမနာကြောင့်မကောင်းမှုအကုသိုလ်တွေလုပ်မိတတ်တယ်ပေါ့မိရောစေတတ်တဲ့အရာတွေလို့ပေါင်းပြီးတော့ညက်ဆော်ပြားသုံးတာအဓိကကတော့ဒီလူတယောက်ရဲ့ကောင်းတဲ့စိတ်နေအမှတ်တင်ညာတွေကောင်းတဲ့အမှတ်တင်ညာတွေကောင်းတဲ့စိတ်တွေသဘောထားတွေပျောက်ကွယ်သွားစေတတ်တဲ့အရေးမျိုးဟာမတော့တဲ့မှုလို့သူတို့ဆိုလို့ရတယ်ပေါ့နော် အဲ့ဒါတောက်လိုက်လို့ရှိရင်ဒုတိယဟာဒီတတိတရားတွေလွတ်လွတ်သွားပြီးတော့အမှတ်တင်ညာတွေလွတ်သွားပြီးတော့ကိုယ်ပါလုံးလုံးလုံးမမသိတာမျိုးထီအောင်ဖြစ်သွားမှန်ပါဗျာအရင်မူးရင်သိုးတော့မကပ်ဘူးမဟုတ်လားမှန်ပါဗျာအဲ့ဒီလိုဟာမျိုးထီအောင်ဖြစ်သွားတဲ့ဟာတွေကမတော်တဲ့ဘူးလို့ဒီလိုအိဗယ်နဲ့ဒီဆုလို့ရတဲ့အိဗယ်ပါเนาะအခုတော့အကုန်လုံး မစ္ဆာဆိုရယေမှုစေတတ်တွေအားလုံးကမစ္ဆာထဲမှာပါတယ်သူရနဲ့မေရီယာကတော့စိတ်နဲ့အရဲ့နဲ့ချက်တဲ့အရဲ့ပမာရဌာနဆိုတာတခြားမေလျောစေတတ်တဲ့အကြောင်းတရားတွေအားလုံးပေါ့နော်ဘေးရှူတာတွေရောဗာတွေရောအကုန်လုံးပါမှာပေါ့လူရဲ့ပဂတိစိတ်နေနေထားဒုစရာချောချောင်းဆင်ញင်တဲ့အသိဉာဏ်ရှိတဲ့အဲ့ဒါတွေကိုပျက်စီးသွားစေတတ်တဲ့အရာတွေခတ်သိမ်းကိုသူရမေရီယာမစ္ဆာပမာရဌာနလို့ဆိုနိုင်တယ်ပေါ့နော် သေးအရင်မှမသိပဲတောက်ပြီးခဲ့ပါကကန်ထိုက်ပါသလားလို့ဆိုဆေးအမှတ်နဲ့တောက်တာမျိုးတို့ဆေးဖြစ်လို့တောက်တာမျိုးတို့ဘူးရထာမဟုတ်ပဲနဲ့အဲ့လိုတောက်ပြီးမယ်ဆိုလို့ရှိရင်တော့ဘူးလောက်အောင်တောက်ရင်တော့လူရဲ့စိတ်ဟာအမှန်အမှန်မသိတော့တာမှန်တယ်အဲ့ဒီအမှန်မသိမှုကပို့ပြီးတော့မဟုတ်တာတွေလုံးမိရင်တော့ပို့ပြီးတော့အပြစ်ကြီးတာပေါ့နော်အထိကဆုံးရှုံးမှုကဘာလို့ဆိုရင်သူရမေရီကကန်ထိုက်တယ်မထိုက်ဘူးဆိုတာ သူ့ရဲ့အဓိကဆုံးရှုံးမှုကဘာလို့ဆိုရင်လူတွေဆိုတာကိုကျိုးစည်းပွားအတွက်အသိပညာတွေစီးပူအထောက်အမယ်အများကျိုးဆောင်ရမယ်ဆိုရင်ကောင်းတဲ့စိတ်တွေသဘောထားတွေကိုပျက်စီးဆုံးရှုံးသွားစေတတ်တယ်။အဲ့လိုပျက်စီးဆုံးရှုံးသွားလို့ရှိရင်ဒါသူ့ရဲ့ဆိုးကျိုးလို့ခေါ်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တေးရမမသိလို့တောင်းပြီးပဲပါကန်ထိုက်ပါသလားဆိုတာနောက်ဘဝခံရမယ့်ဟာကိုရည်ရွယ်ပြီးတော့မေးတဲ့မေးခွန်းမျိုးဖြစ်တယ်။ ဒါပဲပဲလို့အယမမသိပဲနဲ့တောက်တောက်သီးလို့ပဲတောက်တောက်သူ့ရဲ့ effect ကရှိတယ်။မှန်ပါဗျာ။အဲ့ဒီသူ့ရဲ့ effect ဟာအကောင်းကျိုးမလားဘူး။အနည်းဆုံးဘာဖြစ်တယ်လို့ဆိုရင်အရက်ကျွန်းတယ်လို့နောက်ပြီးတော့လူဟာတေးကြီးအရက်တောက်ပါများလာလို့ရှိရင်တွေးတောဆင်ခြင်မှုတွေကလွဲမှားလာ။ခါတိုင်းလို့ပုံမှန်မစင်းစားတတ်တော့ဘူး။နော်အုံနောက်ရဲ့ပြောင်းလဲမှုတွေဖြစ်နိုင်တယ်။အဲ့ဒီလိုအုံနောက်ရဲ့ အတိဉဏ်တွေကလမ်းချော်ကုန်တာမျိုးတွေဖြစ်ရင်ဒါဒါသူဒီဘွားတွေမဲ့ခံရတဲ့အကျိုးဆက်လို့ပြောမှာပါဗျာတီးလို့တောက်တောက်မတီးလို့တောက်တောက်အစိတ်ဟာဆိုဥပမာနဲ့တတ်မှတ်ရှုထောင့်တစ်ခုကပြောမှာဆိုရင်အစိတ်ဆိုတာတီးလို့စားစားမတီးလို့စားစားအဲအစိတ်ကအစိတ်ပဲလေမှန်ပါဟုတ်တော့မလို့အဲ့တော့ငါရမမတီးလို့တောက်ပြီးပါတယ်ဆိုလို့မရဘူးထဲထဲဝင်သွားရင်သူကတော့သူ့ရဲ့ effect ကတော့လာမှာပဲမှန်ပါဗျာအဲ့ဒီ effect တော့ခံရမှာမှန်ပါဗျာမှန်ပါဥပဒေလိုပေါ့ मदीलो लोमी बारे से उबरी आखुन लड़ा